thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တနိုင်ငံလုံးမှာရတနာတောက်ကို9ရက်တိတိ9ချိန်ရွတ်ဖတ်ကြဖို့စစ်ကောင်စီအရေးပေါ်ညွန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်တနိုင်ငံလုံးမြို့တိုင်းရှိဌာနဆိုင်ရာရုံးရက်ွက်နဲ့ကျေးရွာများအားလုံးမှာရတနာတောက်ကို9ရက်တိတိ9ချိန်ရွတ်ဖတ်ကြဖို့စစ်ကောင်စီကမနေ့ကညနေပိုင်းမှာအရေးပေါ်ညွန်ကြားလာကြောင်းမြို့နယ်ထွေအုပ်ဖွဲ့ဝင်တွေကသတင်းဌာနကိုပြောပါရယ်အေပီလာ10ရက်နေ့ကစတင်ပြီးအေပီလာ16ရက်နေ့ထိနေ့စဉ်ည9နာရီချိန်တိုင်းတနိုင်ငံလုံးရှိစ စ်ကောင်စီလက်အောက်ကဝင်ကြီးဌာနရှုံးများရက်ကွက်နှင့်ကြီးပါအုပ်ချုပ်ရေးရှုံးများတာသနာတော်ဆိုင်ရာဓမ္မယုံဘုံကြီးကျောင်းများစွန်းလောင်းတင်းများနှင့်ပြည်သူများ၏နေအိမ်များမှာပါရတနာတုတ်ကိုရွတ်ဖတ်ပူဇော်ရမှာဖြစ်ကြောင်းလက်ရှိဖြစ်ပေါ်နေတဲ့ငလင်မေးပြင်းလာမဲ့ဘေးအန္တရာယ်များမှာကင်းရှင်းနိုင်ဖို့အတွက်အဲဒီလိုစစ်ကောင်စီရဲ့ပြည်ထောင်စုဝင်ကြီးဌာနကတနင်္ဂနွေလုံးကိုနှုတ်မိနဲ့ညွှန်ကြားလာကြောင်းသိရပါတယ်။ ငလင်ပင်ကြီးဖြစ်တဲ့ပြည်သူတွေအလောင်းတွေထောင်ချပြီးတင်ဆောင်ရတဲ့အပုံနဲ့တွေဖြစ်တဲ့ဒါကဝေတာလီမှာကပ်ပင်းဆိုင်တော့ဖျားရှင်ကိုတိုင်းရတနာတုံပရိပဌာန်းနေရွပီကာကွယ်ခဲ့ရတဲ့အခုလည်းဒီလိုရတနာတုံရွပတ်ပူဇော်ခဲ့တာကကောင်းတဲ့လက္ခဏာဖြစ်တဲ့ကြုံစဲကြုံရလက်တန်တော်ဘေးရီကင်းဝေးစီမှာဖြစ်ပါတယ်။ဦးစင်းတို့စီမှာတော့မြို့နယ်ထွေရုပ်တွေရဲ့ညွန့်ချချက်နဲ့မြို့နယ်တန်ခါနာယကဖွဲ့ပူပေါင်းပြီးကျောင်းတိုက်တွေအလက်ကျညတိုင်းမင်းညကစရွနေပြီးတနိုင်ငံလုံးရွကြတာပါလို့စမ်းချောင်းမြို့နယ်မြို့နယ်တန်ခါနာယကဖွဲ့ဝင်ဆရာတော်မကမိန့်ကြားပါ ါပါတယ်။မကွေးတိုင်းမင်းလာမြို့နယ်မှာမြို့နယ်ထွေအုံရင်ညွန့်ချမ်းချမ်းအရမနေ့ကည9:00ကစပြီးရတနာတောက်ကို မလွန်များတပိန်စီကြီးတော်မြတ်ကြီးကနာကူရီတိုင်းမှာစတင်ရွတ်ဖတ်နေကဧပြီလ10ရက်နေ့မှဧပြီလ16ရက်နေ့ထိ9ရက်9ချိန်တိုင်းတိုင်းရွတ်ဖတ်သွားမှာဖြစ်ကြောင်းမင်းလမြို့နယ်မှာနေ့စဉ်9နာရီချိန်ဆရာတော်တန်ကားတော်များကတကူကြီးဖျားစီရီပိမတ်များမှ၎င်းရက်ွက်နှင့်ကျေရွာအုပ်ချုပ်ရေးဖွဲ့ရင်းကသက်ဆိုင်ရာဓမ္မယုံများနှင့်ရှုံများမှ၎င်းဝန်ကြီးဌာနဆိုင်ရာယုံဌာနများကယုံများရှိဖျားကဲများမှ၎င်းယတနာတုပ်ပိယိတရားတော်ကိုတပြိုင်တည်းရွတ်ဖတ်ပူဇော်ကြောင်းသိရပါတယ်ယတနာတုပ်ရွတ်ဖတ်တာကတနိုင်ငံလုံးညွှန်ကြားတာပါ ရှမ်းကုန်းတိုင်းမှာလည်းမနေ့ကည9နာရီကစပြီးရွှေဖို့ရက်ခွက်ယုံနေဒီညွှန်ကြားထားတယ်လို့သိရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်အရင်မြစ်တွေကပြောဆိုပါတယ်။ တနိုင်ငံလုံးမှာစစ်ကောင်စီကယတနာတုံ့ရှဖက်ခိုင်းရခြင်းမှာမီးပြီးလီပြီးရီပြီးနဲ့ငလင်ပြီးစတဲ့တဘာဝပြီးအန်နီယရီမှာကင်းဝေးစီဖို့ဖြစ်ကြောင်းသိရပါရယ်။နောက်ထပ်တပုတ်အနည်းနဲ့ငလင်တန်တဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာလူသားချင်းစာနာမှုရန်ပုံငွေတွေကိုစစ်ကောင်စီကထိန်းချုပ်ထားတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတတိပီးနဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာကပင်အပ်တဲ့ငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေတွေကိုစစ်တပ်ကထိန်းချုပ်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတတိပီး ြောဆိုလိုက်ပါတယ်။အေဘီလ9ရက်နေ့မှာကိုရန်နေတီ ဥစ္စဘက်ကစ္စတန်နိုင်ငံမှာကျင်းပတဲ့အကြိမ်150မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေတက်ရောက်ရင်းသူကအဲ့ဒီလိုထုတ်ဖော်ပြောဆိုတာပါနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှပ်ပုံငွေကိုစစ်တပ်ကထိန်းချုပ်ပြီးနောက်ထပ်စီးအကြံဖတ်မှုကိုဆက်လက်ကျုံ့လာမလားဆိုတဲ့စိုးရိမ်မှုများစွာရှိနေပါတယ်ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူးမြန်မာနိုင်ငံရှိပြည်သူများအတွက်မြန်မြန်ဆန်ဆန်လူသားချင်းစာနာထောက်ထားမှုအကူအညီများလက်လန်းမီနိုင်စေရန်ကူညီပေးပါစစ်မှန်တဲ့အပြစ်ခံရေးစိမ်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြစ်ခံရေးစိမ်း အတွက်ထုတ်ဖော်ပြောပြီးပါကျေးဇူးပြုပြီးဒီမိုကရေစီကိုပြန်ရအောင်ကူညီပေးပါလို့ဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ်စစ်ကောင်စီက ငလင်းတန်းဂျုံနီယာချိန်မှာပဲနိုင်ငံတော်အရေးသားတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ပြီးတပတ်အတွင်းမြို့နယ်32ခုမှာလေကြောင်းတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒေါက်တာဝင်းမြတ်အေကထောက်ပြပါရယ်စစ်ကောင်စီလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အထက်မှာငလင်းလုတ်ခတ်မှုတန်ခတ်နေရတဲ့ဒေသတွေလည်းပါဝင်ပြီးငလင်းဘေးဒဏ်သင့်ဒေသတွေကိုအရေးပေါ်အကူအညီတွေဆောင်ရွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့ EAO တွေကအပြစ်ခတ်ရဲစင်ကြီးညညာခဲ့ပြီးမြစ်တပ်ကတိုက်ခိုက်မှုတွေကိုဆက်လက်ကျူးလွန်နေရလို့သူကပြောပါရယ်မြန်မာနိုင်ငံ န်မှာ၄နှစ်ကျော်အာနာသိန်းယူထားစဉ်စစ်အာဏာရှင်တွေကအယက်သားတွေကိုဆက်လက်တပ်ဖြတ်နေပြီးစစ်ကောင်ဆောင်တွေကလည်းအပြစ်ပေးခံရခြင်းမှာကင်းလွတ်နေရတဲ့ကြောင့်ကြည်သူများရဲ့အသက်အဝင်စီးစိမ်တွေကိုအဆက်မပြတ်ဖျက်ဆီးနေတာဖြစ်တယ်လို့ဆိုပါရယ်။မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်လူဦးရေ3500နီးပါးတိဆုံးခဲ့ရပြီးလူပေါင်း9000နီးပါးထဏ်ရာရရှိခဲ့ကြောင်းအသက်ရှင်ကျန်ရသူအများအပြားကလည်းအမိုးအကားစားနေရှိခါရေနဲ့စေဝါဆောင်ရှောက်မှုတွေမရရှိဘဲနဲ့လူသားချင်းစာနာထောက်ထားမှုအရေးပေါ်လိုအပ်နေကြောင်း သူမနိုင်ငံတကာကိုသတိပေးပြောဆိုပါတယ်ဆလာပီအင်ကပူနယ်လေးမျက်နှာမျိုးနယ်တို့မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ပြီးစစ်ကောင်စီကသာအပြည့်အခန့်ရက်စဲမှုလိုက်နာကတိုင်းရင်းသားများကထူဖောက်နေလို့လို့ဆိုမင်းထွန်းနေစဉ်ပြောပြနေကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းအင်ကပူနယ်လေးမျက်နှာမျိုးနယ်အတွင်းကိုဒီကနေ့မနက်အစောပိုင်းစစ်ကောင်စီတပ်ကလေရင်းနေနဲ့ပုံကျဲတိုက်ခိုက်ကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။အီဘီလာကိုရဲ့မနက် ချိန်မှာတိုင်လီရင်နေနဲ့ဘုံနှစ်ကျင်းတိုင်တိုင်းကျင်းသွားကြောင်းအင်ကပူမျိုးနယ်အတွင်းတောအုံများအတွင်းကိုဘုံများကျင်းသွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်ကပူမျိုးနယ်အတွင်းမှာစစ်ကောင်စီကလင်းရင်နဲ့ဘုံကျင်းခြင်းဖြစ်ကြောင်းသိရပါတယ်တိုက်ပွဲဖြစ်တာမျိုးမကြားမိဘူးလင်းရင်တွေလာပြီးတော့ခဏကြာတော့ဘုံကျင်းချတဲ့နဲ့ပောက်ကွဲတန်တွေကြားရတာပဲလို့အင်ကပူမျိုးနယ်မှာစစ်ရေးတရင်အရင်မြစ်တွေကပြောပါတယ်အင်ကပူမျိုးနယ်အတွင်းမှာရခိုင်ရက်တွေအတွင်းအေးဦးဆောင်တဲ့တော်လိုင်းတပ်တွေနဲ့စစ်တပ်အကြားထိတွေ့မှုတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ရဲ့လုံခြုံရေးကင်းစခန်းတွေကိုဇက်တိုင်ဆုံးခွာရမှုတွေရှိကြောင်းသိရပါ ါတယ်။အလာဒူဒီကနေ့မနက်မှာအီယာရီတိုင်းလီမျက်နာမျိုးနယ်ဝါရော့ကွင်ချင်းရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်တပ်လေးကြီးနဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာလေးမျက်နှာမျိုးနဲ့ဝါရော့ကွင်းအနောက်ဘက်ရှူမြောင်များအကြားနဲ့အခြားနေရာတွေကိုစားရောက်ပောက်ခွဲကြောင်းသိရပါတယ်အကြံဖတ်စကောင်စီကအပြင်းရက်ကြီးညာပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတော့လဲနေစဉ်သတင်းထုတ်ပြန်ရမှာတော့စစ်တပ်ကအပြင်းရက်ကြီးညာချက်ကိုလိုက်နာပြီးတိုင်းရင်းသားလက်နက်ကိုင်တွေကချိုးဖောက်နေရလို့စစ်ကောင်စီပြောခွင့်ရဆော်မင်းထွန်းကဇက်တိုက်ပြောဆိုနေပါတယ် AB လ9ရက်နေ့မှာ KIA DNL AA KNDF KNPP နဲ့ PDF တပ်တွေကစစ်တပ်ရဲ့အပြင်းရက်ကြီးညာချက်ကိုချိုးဖောက်ကစကန်းတွင်နေစ စ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြောင်းစော်မင်းထွန်းကဆိုပါတယ်။တောင်ခမ်းမှာရှိတဲ့လုံခြုံရေးစခန်းကိုအပီလာ9ရက်နေ့မနက်09:55ကနေညနေ3:00ခွဲတိ TNL က drone နဲ့ drone ပုံကျင်းချတိုက်ခိုက်ခဲ့ပါတယ်။ KNPB, KNDN အဖွဲ့တွေအနေနဲ့လည်း Lycon နဲ့ Bolle K မှာ sniper နဲ့လာပစ်တာလုံခြုံရေးစခန်းတွေကို drone ပုံချတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။ AA အနေနဲ့ကြောက်ဖြူအရှိတောင်ဘက်မှာရှိတဲ့တပ်လုံခြုံရေးနေရာတွေကိုမနေ့ကညနေ3:00နဲ့ည9:00မှာလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ PDF ဖွဲ့များအနေနဲ့ကလေးဝမြို့နယ်ငစိန်နဲ့မြေရဲစခန်းကို မနေ့ကနေ့လယ်12:15ကနေ့စနစ်ခွဲဒီ drop bomb များချပြီးတိုက်ခိုက်ခဲ့တယ်။ KIA အနေနဲ့ကတော့အင်းတော်မျိုးမှာလုံခြုံရေးယူနေတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်။ PDF တွင်နေတဲ့ပကုတ်ကူမျိုးအောင်သာချင်းရွာမှာလုံခြုံရေးယူနေတဲ့တပ်နဲ့ရဲတပ်ဖွဲ့ကိုဒရုန်းနှစ်စီးနဲ့မနေ့ကမနက်၁၀နာရီလောက်မှာဒရော့ပုံးချပြီးတိုက်ခိုက်ခဲ့တာတွေတွေ့ရတယ်လို့စော်မင်းထွန်းကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီက AP လနေ့ရက်နေ့မှ AP လ22ရက်နေ့ထိငလင်ပေးတင်ဒေတာတွေကိစိင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်ရှားရည်ပြစ်ခတ်ရဆိုင်ထားမှဖြစ်ကြောင်းကြေညာခဲ့တော်လဲလက်တွေမှာစစ်ကြောင်းထိုးခြင်းလေကြောင်းတိုက်ခိုက်ခြင်းတွေကိုစစ်တပ်ကလုံဆောင်နေကြောင်း NUG ပါဝင်တော်လိုင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးမြန်မာငလျင်တွင်တရုတ်နိုင်ငံသား6ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မလ28ရက်ကလုခတ်ခဲ့တဲ့ငလျင်ကြောင်း AB9 ရက်နေ့ထိတရုတ်နိုင်ငံသား6ဦးသေဆုံးပြီး73ဦးထဏ်ရာရရှိရလို့ရန်ကုန်မြို့အခြေဆိုင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့ပြောဆိုချက်ကိုကိုးကားပြီးတရုတ်နိုင်ငံပိုင်စင်ဟွာသတင်းကဖော်ပြပါရယ်။ဒါပေမဲ့ဘယ်နေရာမှာဘယ်လိုသေဆုံးထဏ်ရာရတယ်ဆိုတာကိုတော့ဖော်ပြတာမရှိပါဘူး။စစ်ကောင်စီရဲ့ထုတ်ပြန်ကြမ်းအရငလျင်ကြောင်း AB9 ရက်နေ့ညနေ6နာရီထိနိုင်ငံတော်သေဆုံးသူ3645ဦးတရုတ် ရသူ9018ဦးနဲ့ပျောက်ဆုံးနေသူ148ဦးရှိပါတယ်။ဒီအတွင်းငလင်ကင်စင်အတွက်လာရောက်ကူညီပေးခဲ့ကြတဲ့တရုတ်ကင်စင်အဖွဲ့၊တရုတ်တပ်သားတွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့တရုတ်နိုင်ငံတကာကင်စင်အဖွဲ့နဲ့တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကင်စင်အဖွဲ့တွေကလုပ်ငန်းတာဝန်တွေပြီးဆုံးပြီလို့အီဘီလာကိုရက်နေမှာတရုတ်လီဒါဝိုင်တွဲလီရင်လေးစီနဲ့အနီးပြည်တော်ကနေပြန်လည်ထွက်ခွာသွားတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးပြည်ပရောက်တောင်းသားရင်းနဲ့လူငယ်များစစ်မှုတန်းဖို့ပြန်မလာသေးပါကလူငယ်တအုပ်လင်ငွေကျပ်350ပြရမယ်လို့လိုင်သာယာ FMICT အုပ်ချုပ်ရေးမှူးကတောင်းခံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လိုင်သာယာမြို့နယ်အမှတ်လီရက်ကွယ် FMICT အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကပြည်ပမှာကြောင်းတက်အလုပ်လုပ်ကိုင်နေတဲ့လူငယ်တွေကိုစစ်မှုတန်းဖို့မဖြစ်မနေပြန်လာရမယ်လို့ချိန်ချောက်ပြီးငွေကျပ်350တောင်းခံနေကြောင်းဒေသနေပြည်သူတွေကပြောပါတယ်။ အီဒီလာပိုင်းကစပြီးစစ်မှုထမ်းပတ်စဉ်ဆက်နေအတွက်လိုင်တာယာမြို့နယ်အမှန်လီရက်ွက် FMICT အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကရက်ွက်နေလူငယ်ရီရဲ့မိဘတွေကိုတအူးချင်းစီစင်ခေါ်ပြီးစစ်မှုထမ်းပတ်စဉ်ဆက်နေအတွက်ငွေညစ်တောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကရက်ွက်နေပြည်သူတွေရဲ့သားသမီးတွေကိုစစ်မှုထမ်းမနေထမ်းဆောင်ရမယ်လို့ချိန်ချောက်ပြီးနိုင်ငံသားမှကြောင်းတက်နေတဲ့အလုံးလုံးနေတဲ့သားသမီးတွေရဲ့ကြောင်းမီကုမ္ပဏီမီနဲ့နေရက်လိပ်စာတွေကိုပါအတင်းကျပ်တောင်းယူကမဖြစ်မနေပြန်လာရမယ်လို့အတင်းကျပ်ချိန်ချောက်ပြီးလူကိုယ်တိုင်မလာနိုင်ပါကငွေကြေးသိမ်း 30မှ350တီတောင်းယူနေပြီးစာအိတ်နဲ့ထည့်ပါလမ်းလူစုပြီးခေါင်းစဉ်တက်ကနှစ်ပတ်အတွင်းပြေးသွင်းရမယ်လို့တောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အုပ်ချုပ်ရေးမှုအောင်ကျော်မိုးက၎င်းရဲ့တမိဖြစ်သူကိုပါရက်ကွက်အုပ်ချုပ်ရေးဖွဲ့မှစာရေးဖြစ်ခံထားပြီးမိသားစုစည်းဝေးတဲ့ဖွဲ့လုတ်ကန်နေတာဖြစ်ကြောင်းသိရပါတယ်။လှိုင်းသာယာအမှတ်လင်းရက်ကွက် FMI အုပ်ချုပ်ရေးမှုအောင်ကျော်မိုးကပြည်သူလူထုပေါ်အနိုင်ကျင့်မှုတွေပြီးအခုကစစ်မှုထမ်းပတ်စဉ်စနစ်တွဲဆိုပြီးရက်ကွက်ထဲကအိမ်တိုင်းစီကိုရှုံးခေါ်ချင်းချောင်းနေတာသူတို့တောင်းတဲ့ပတ်စံမပေးနိုင်ရင်ပြည်ပကနေ ပြန်လာပြီးစစ်မှုထမ်းရမယ်လို့ပြောပါရယ်ဒေသခံပြည်သူတအုပ်ကပြောတာပါအကြံဖတ်စစ်ကောင်စီကအခုအပြည်လာတွင်ဖွင့်လင်းမယ်စစ်မှုရန်ပတ်စဉ်စနစ်အတွက်နိုင်ငံတော်မှာပေါ်တာဆွဲဖမ်းဆီးမှုတွေအတင်းကျပ်စင်ကွန်ပရီလှုပ်ဆောင်နေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်